29နှစ်မှာကြာရောက်မယ်နှစ်80ပြည့်တက်မတော်နေ့ကိုကျိုးစိုးကွန်ပျူတာအပြင်မွန်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏရှိဝအသင်း YMB မှာစူပေါင်းသွေးလူတံပွဲခန္ဓာကိုဒီကနေ့မနက်ပိုင်းကမလွန်မြိုင်မြို့အထွေထွေယောဂကူပြည်သူစေယုံကြီးသွေးလူပံမှာကျင်းပရာမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းပြည်နယ်ဝန်ကြီးများမွန်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏရှိဝအသင်း YMB မှာတာဝန်ရှိသူများတက်ရောက်ကြပါတယ် အဲဒီနောက်ပြည်내ဝန်ကြီးချုပ်နဲ့ပြည်내ဝန်ကြီးများကစုပေါင်းသွေးလှူတံပေးကြတဲ့ဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMB အသင်းဝင်များကိုမော်လမြိုင်မြို့အထွေထွေယောဂကူပြည်သူစေယုံကြီးရှိဆရာဝန်ကြီးများဒုနာပြုဆရာဆရာမများကျန်းမာရေးဝန်ထမ်းများကသွေးလှူတံကြသူများကိုကိုယ်အလေးချိန်နဲ့သွေးပေါင်ချိန်တိုင်းတာခြင်းသွေးအမျိုးအစားခွဲခြားခြင်းနဲ့လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပေးခြင်းနဲ့စုပေါင်းသွေးလှူတံခြင်းပေါ်ကြီးစုအားပေးကြပါသည် ဆလဘီပြည်နယ်ဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများကစူပေါင်းတလူတန်းပေးခဲ့ကြသူများကိုအားစေများပြည်နယ်ဆိုရဖွဲ့မှလူတန်းနဲ့ကျဲဦးနဲ့အာဟာရဖြည့်ဆက်စာများကိုပေးရကနေ့80ပြည့်တမတော်နေ့ကိုကြိုးစိုးကွန်ပျူတာအဖြစ်မွန်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏရှိဝတဲ့ YMB မှာစူပေါင်းတလူတန်းပေးခြင်းပေါ်ဈေးရုံအုပ်ကြီးမှာကွန်ပျူမှတ်တမ်းလာကိုပေးရကစူပေါင်းတလူတန်းပေးခဲ့ကြသူများကိုရင်းရင်းနှီးနှီးလိုက်လံအားပေးစကားပြောကြပါတယ်။ နေ80ပြည့်တက်မတော်နေ့ကိုကြိုဆိုကွန်ပျူတာအပြင်မွန်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယူဝတဲ့ WNPA မှာစူပေါင်းသွေးလူတန်းချင်းကိုမော်လမြိုင်မြို့အထွေထွေယောဂကူပြည်သူစေယုံကြီးနဲ့မော်လမြိုင်မြို့နေမြေခံစေယုံဂရင်300တို့မှာဗုဒ္ဓဘာသာကလျာဏယူဝတဲ့ WNPA အသင်းဝင်80ဦးကစူပေါင်းသွေးလူတန်းကြပါတယ်။